တာရီကိုချွမ်ကာရောဤလောနဲ့ဆက်ဆံရေးပြန်ပြီးလေဖို့ဆိုတာလောလောဆယ်တော့မရှိသေးဘူးနဲ့တူပါတယ်ဒီကိစ္စကိုလည်းပတ်သက်ပြီးမှကျွန်တော်ဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မစခင်လေးမှာကျွန်တော်ရဲ့ YouTube channel လေးကိုတဘောချမိရဆိုတော့ subscribe လုပ်ပေးချင်တဲ့ပြည်အပေးလို့ရပါတယ်ဤလောက NBC interview မှာ Trump က NBC interview မှာဘယ်လိုဖြေခဲ့လဲဆိုတော့ကျွန်တော်ခြုံငုံပြီးမှ ပြောပြအစင်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဗီဒီယိုကိုပြပြီးမှပရိသတ်တို့နဲ့အချူချူကြည့်ပြီးမှပဲဆွေးနွေးကြည့်အောင်ပါထရမ့်ကဘယ်လိုပြောခဲ့လဲဆိုတော့မတ်ခ်စ်အီလွန်မတ်ခ်စ်ကိုတဲ့အီလွန်မတ်ခ်စ်ကိုဒီမိုကရက်တစ်ဖက်ပါပြီးမှထောက်ခံမယ်ဆိုရင်တော့အင်တာနက်အကျူရလက်တွေခစားရတယ်မဆိုမှထရမ့်ကအီလွန်ကိုချင်းချောက်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အခုအီလန်ကဘာပြောခဲ့လဲဆိုတော့ဒေါ်နယ်ထရမ့်ရဲ့ big beautiful bill နဲ့ပတ်သက်ပြီးမှနော် ဒီ law maker ပေါ့နော်ဒီဥပဒေကိုပလုတ်တဲ့လူရင်း law maker တွေကပဲဖြစ်ဖြစ် congress တွေကပဲဖြစ်ဖြစ် Donald Trump ရဲ့ big beautiful bill ကိုထောက်ခံအားပေးပြီးမှမေးမပေးသင့်ဘူးဆိုပြီးမှ Elon က Trump ကိုပြန်တိုက်ခိုက်လာတယ်အခု Donald Trump ရဲ့ big beautiful bill ဆိုတာကအတီးပြုတ်သေးတာမဟုတ်ဘူးဒီ Republican ကပဲဖြစ်ဖြစ် Democratic ကပဲဖြစ်ဖြစ် House ကပဲဖြစ်ဖြစ် Congress ကပဲဖြစ်ဖြစ်သူတို့ကဆွေးနွေးပြီးမှ ဗုတ်ရင်းပေးပြီးမှပဲအတီးပြုတ်နိုင်မှာဖြစ်တယ်ပေါ့အခုကဘာမှအတီးပြုတ်တာမရှိသေးဘူးအဲ့ဒါကိုအီလွန်ကအခုကောင်းယူပြီးမှဒီ one big beautiful bill နဲ့ပတ်သက်ပြီးမှထောက်ခံမေးမပေးသင့်ဘူးဆိုပြောလာတယ်ထရမ့်ကဘယ်လိုပြောခဲ့လဲဆိုတော့အီလွန်မင်းဘက်ပြောင်းနေမယ်ဆိုရင်နော်တနည်းအားဖြင့်ခမရဘက်ပြောင်းနေမယ်ဆိုရင်ခမရအကျူးရလက်မှုခံစားမှုကောင်းမှာမဟုတ်ဘူးပေါ့လုံးဝပြင်းထန်တဲ့အကျူးဆက်တွေခမရခံစားလိမ့်မယ်ဆိုမှ Trump ကအဲ့လိုကိုပြချင်ချောက်နေတယ်။ဒါပေမဲ့ဘယ်လိုမျိုးအကျိုးဆက်ကိုခံစားမလဲဆိုတော့တိတိကျကျမဖော်ပြခဲ့ပါဘူး။တနည်းအားပြောရမယ်ဆိုတော့ Trump ကပြောခဲ့တယ်ပေါ့။ Elon ကဒီလူသားဆက်သွမ်းနေမယ်ဆိုရင် Elon ရဲ့ project တွေမှာ Elon ရဲ့ company တွေမှာအစုရထောက်ပံ့ခြင်းငွေတွေကိုအဲ့ဒီစာချုပ်တွေကိုကျွန်တော်တို့ကဖျက်သိမ်းနိုင်တယ်ဆိုပေမဲ့ Trump ကသူ့ရဲ့ post မှာတင်တယ်နော်။အဲ့လိုမျိုးဖြစ်နိုင်ချေရှိတယ်။ Elon က Trump ကို celebrity တိုက်ခိုက်နေမယ်။ ပြီးတော့လုံးဝရုတ်တရက်ကြီးဘက်ပြောင်းပြီးမှဒီမိုကရက်တစ်ဘက်ကိုပါပြီးမှကျွန်တော်ကိုတိုက်ခိုက်နေမယ်ဆိုရင်တော့အင်လွန်ကအကျူးရအကျူးရလက်တွေခစားလိုက်မယ်ဆိုမှအထောက်ကတော့ပြောလာတယ်။ဒါတော့ဘယ်လိုမျိုးအကျူးရအဆက်တော့မတိသေးပေမဲ့အမှန်လို့တော့ရတယ်ကွာ။အတော့ဆောင်ကတော့အစုရကပေးနေတဲ့ government subsidy အစုရထောက်ပံ့ခြင်းငွေတွေကိုဖြန့်နှံ့ချေရှိတယ်ပေါ့။ဒါပေမဲ့အဲ့လိုမျိုးတော့အခုထိတော့ဘာမှတော့အတီးပြည့်ချက်တော့မရှိသေးပါဘူး။ဆိုတော့ထရမ့်ကဘာလို့ပြောသေးလဲဆိုတော့ဆက်ဆံရေးလေး Trump နဲ့ရဲ့ဂျမဆက်ဆံရေးပြန်ကောင်းဖို့ဆိုတာလည်းအစီအစဉ်သူ့မှာမရှိတော့ဘူးတဲ့နော်ဆိုတော့တမ်အီလွန်ကတမရာယုံကိုဘယ်လိုပြောမလဲမချိမဲ့တဲ့ပြုပြုမှုတွေလုပ်ရတယ်ပေါ့အီလွန်ကတမရာယုံကိုလေးစားမှုမရှိဘူးပေါ့ကွာ Trump ကလို့ပြောလာတယ်ဆိုတော့အီလွန်ကလည်းဒီရွေးကောက်ပွဲကိုပေါ့နော်မင်းအနိုင်ရရှိတာကကျွန်တော်ပါဝင်ကူညီပေးလို့မင်းကအရင်အနိုင်ရရှိခဲ့တာပဲဆိုပါ Trump ကိုကြီးလည်းကပြောပြောတာမျိုးရှိတယ်။အဲ့တော့ဦးစလုံးထွစ်တာမှာတယောက်တစ်ယောက်ချတယောက်တစ်ယောက်ရံဖြစ်အဲ့ဒီနောက်အပိုင်းမှာအီလွန်ကသူ post ထားမှန်တဲ့အားလုံးကိုပြန်ဖြစ်တင်ပြလိုက်လေကွာ။ပြန်ဖြစ်တဲ့တော်တော်များများပေါ့အားလုံးတော့မဟုတ်ဘူးတော်တော်များများပြန်ပြန်ဖြစ်တင်ပြလိုက်လေ။နောက်ပိုင်းမှာတော့အဲ့ဒီပฏิပခပီလေဖို့ဆိုတာကလည်းလူတွေကကြားရေးကနေအောင်သူတွေလုတ်ပေးနေပေါ့။အဲခင်ဗျားတို့အီလွန်နဲ့ Trump ကအဲ့လိုမျိုးရံဖြစ်တာမကောင်းဘူးပေါ့။ခင်ဗျားတို့နှစ်ဦးအတွက်လည်းမကောင်းဘူး။ အမေရိကန်နိုင်ငံအတွက်လည်းမကောင်းဘူးပေါ့ဘာဖြစ်လို့လဲတော့ဒီကိစ္စကြီးကတော်တော်လေးကိုစိုးရင်စရာကောင်းတဲ့တစ်ခုဖြစ်တာပါလဲဆိုတော့အီလွန်ကကဘာမှာချမ်းသာဆုံးပုံကူတယောက်ဒိုနယ်ထရမ့်ကလည်းကဘာမှာ powerful အရှိဆုံးပုံကူတယောက်အနာရှိဆုံးတယောက်လို့ပြောရမှာပေါ့ဆိုတော့ဒီနှစ်ယောက်မတည်ဘူးဆိုတော့ခင်ဗျားတို့နှစ်ယောက်တက်လည်းမကောင်းဘူးအမေရိကတက်လည်းမကောင်းဘူးဆိုမှကြားရေးကလည်းအောင်သွေလို့ပြီးဝင်ဖြစ်ရှင်ပြတဲ့လူတွေလည်းများကြီးရှိတယ်တကယ် politician တမားတွေကပဲဖြစ်ဖြစ်ပေါ့ရုရှားက Elon ko nang a ye asylum do tu ka shao khum be de kwa ra sha raw ma re cha ri ka de khu ye yu bi ma Elon men nang a ye khu lu khu ya chin de so chuno ro nang a ma la bi ma khu lu khu lo ya de no so ma kan lan na da mi shi de so ro trump ka ro di na u bo no na u cha de ma sit tu ye ka sit mo sa ro bu so ma pyo la de so ro na u ni ya cha de ka sit san ye pyan le kaung phu so ro lo lo se ro ခက်နိုင်ချေရှိတယ်ပေါ့နော်ဒါကတော့ပြဿနာဖြစ်လာတယ် နော်ဒီဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ skin screen sharing ကိုလုပ်ပြီးမှပြသက်တုံးနဲ့ကြည့်ကြည့်အောင်ပါအဲအာ RHC ဖြစ်တာမထူးဆမှု prophetic ပြောပြီး prophet တွေကပြောပြီးပြီးတယ်ဆိုတော့အင်းလုံးနေနေကြောင်နေတယ်ကဲအော်ဘယ်လိုပြောမလဲကြည့်ကြည့်အောင်နော်ကျွန်တော်ဒီ screen sharing လုပ်ပြီးမှပဲဆွေးနွေးကြည့်အောင် တော့ပြစ်တဒုတ်ကဒီထက်မကဆွေးနွေးချင်သေးတယ်ဆိုတော့ကျွန်တော်တို့လည်းနောက်ထပ်ဆွေးနွေးကြည့်အောင်ပါကျွန်တော် screen sharing ပြလို့ရအောင်နော် all right okay ကြည့်ပြီးမှကြည့်ပြီးမှပြစ်တဒုတ်ဒီဗီဒီယိုကိုကြည့်ပြီးမှပဲနောက်ဆုံးကြမှာပဲဆွေးနွေးကြည့်အောင်ပြစ်တဒုတ်ဘယ်လိုခံစားလဲပြစ်တဒုတ်ရဲ့သုံးသချက်ကိုလည်းဝင်ကြီးချပါ comment မှာကျွန်တော် comment ဖတ်ပေးမယ်ပါနော် okay ဆက်လို့ repair. Tonight, President Trump says his partnership with Elon Musk is over. I have no intention of speaking to him. Trump ကျွန်တော် Elon နဲ့စကားပြောဖို့ဆိုတာလည်းရွေးချက်မရှိတော့ဘူးမမျိုးမမျိုးလင့်တော့ဘူး။နောက်ဆက်ဆံရေးပြန်လည်ကောင်းဖို့ဆိုတာ Trump ကလည်းမလိုလားတော့ဘူးပေါ့

ဟောအဲအလွန်ကကျွန်တော်ကိုတိုက်ခိုက်တာတော့ကျွန်တော်ကဘာမှပြဿနာတော့မရှိပါဘူးပေါ့ဒါပေမဲ့သူကတိုက်ခိုက်တော့မယ်ဆိုတော့ဟိုးအရင်ကလေးကလည်းကျွန်တော်ကိုတိုက်ခိုက်တင်တယ်ပေါ့နော်အဲ့တော့ဒီကရေအီလွန်ကလည်းပြောနေတယ် whatever ဆိုတွေ့လာမှာ whatever ဘာဘာရင်းရေအာကျွန်တော်ဒါမပါဘူးစင် Trump ကနိုင်ရမှာမဟုတ်ဘူးပေါ့ကွာအဲ့တော့ဒီတယောက်နဲ့တယောက် social media ပေါ်မှာချတယ်တယောက်တယောက် social media ပေါ်မှာချပြီးမှအခုလိုမျိုးပြက်နာလုံးဝဘယ်လိုပြောမလဲ ပြန်မရှိနိုင်တဲ့ကိစ္စမျိုးလို့ကိစ္စလိုမျိုးဖြစ်သွားတာပေါ့ <inaudible> brawl includes more threats centered on politics if musk acts on his threats to stop the president's budget bill or shifts his fortune to backing democrats the president said he'll have to pay very serious consequences if he doesn't you know ကဒီမိုကရက်တစ်တွေကိုထောက်ပံ့ဖို့ဒီမိုကရက်တစ်ဖက်မှာပြန်ဗတ်ပြောင်းပြီးမှပြန်လေရည်တည်ဖို့ပြောနေတယ်ပေါ့ ့ထရမ်ကပြောနေတယ်။အင်လွန်ကဒီမိုကရက်တစ်ဖက်ကိုသွားပြီးမှဘက်ပြောင်းဘက်ပြောင်းနေမယ်ဆိုရင် he will have to pay very serious consequences if he does that အင်လွန်ကအဲ့လိုမျိုးလုပ်နေမယ်ဆိုရင်သူ့မှာလောကအဆူဝါးတဲ့အကျူးရလက်တွေကိုခံစားနိုင်ချေရှိမှာထရမ်ကပြန်ချုပ်ပြန်လဲချိန်ချုပ်တယ်ကွာပထမကထရမ်ကအင်လွန်ကိုဘယ်လိုပြောခဲ့လဲကြည့်လားသူရဲ့ EV company နဲ့ပတ်သက်ပြီးမှအဆူရရဲ့ထောက်ပံ့ခြင်းဝင်တွေကိုဖျက်လို့ရတယ်ဆိုမှ ထရမ့်ကအီလွန်ကိုချင်းချောက်လဲအီလွန်ကဘလို့ပြန်ချင်းချောက်လဲတိလာကျွန်တော်တို့ space x မှာတဲ့ NASA ရဲ့ဝင်ခွင့်ကိုပိတ်ပြီးပိတ်ပလိုက်မစမအီလွန်ကလည်းထရမ့်ကိုပြန်ချင်းချောက်တယ် Amazon တို့အစူရပိုင် NASA ထက်လေအီလွန်ရဲ့ space x ကပူပြီးထိရောက်နေတယ်အခုနောက်ပိုင်းမှာပေါ့တော့အဲ့ဒီ NASA နဲ့ပတ်သက်ပြီးမှလည်းအီလွန်ကပြန်ချင်းချောက်တယ်ပေါ့အီလွန်ကလည်းစူရပေါ်မှာလုံနေတာတော့အများကြီးရှိတာပေါ့ကွာဆိုတော့အဲ့ဒါကြောင့်သူတို့ပြောနေတာ ကဘာမှာလုံးဝအချမ်းသာဆုံးပုံကူနဲ့ကဘာမှာအနာအရှိန်ဆုံးပုံကူနှစ်ယောက်ကြီးရံဖြစ်သွားမယ်ဆိုတော့ပြဿနာတက်သွားမယ်ဆိုတော့တယောက်နဲ့တယောက်ကအကျူးမြတ်ဘာမှမရဘူးအမေရိကန်နိုင်ငံအတွက်လည်းဘာမှအကောင်းဆုံးမရှိဘူးပေါ့ခုသူတို့နှစ်ယောက်ချင်းချောက်တာကကြီးမားတဲ့ချင်းချောက်တာမဟုတ်ဘူးပေါ့တော်တော်လေးမိုင်းနာချင်းချောက်တာမဟုတ်ကြီးမားတဲ့ချင်းချောက်တာတခုတော့ပေါ့ But would not provide specifics he continued Elon was very disrespectful to the office of the president. I think it's a very bad thing. President also distanced himself from the sudden return to the U.S. of a Salvadoran man deported and detained in a notorious prison in El Salvador, Kilmar Abrego Garcia. That wasn't my decision, the president said. The Department of Justice decided to do it that way, and that's fine. The president went further to say he did not personally intervene or speak to President Bukele of El Salvador. But rendered judgment. All right, not နောက်ထပ်တစ်ခုပြအောင်မယ်အာ alright ဒီနေရာမှာရှိသေးတယ် President Trump is moving. The right, uh, screen screenshot screen look baby no? It's crazy, guys. This is crazy. All right, hold on. On without his one time advisor Elon Musk after the explosive fallout between the two men. In a blitz of comments to US media, Mr. Trump says he isn't interested in making up with the tech billionaire in the wake of their extraordinary online feud. Mr. Musk was once an enthusiastic backer of the president, but in the past week, since leaving his job at the White House, he began voicing opposition to Mr. Trump's flagship budget bill, which is making its way through Congress. Mr. Trump now suggests he may cancel government contracts and subsidies with Elon Musk. Yeah, he may cancel government contract and subsidy. လောကပခုံးချင်းစိတ်ပြီးမှပေါ်လာချင်းချင်းရမ်းဖြစ်နေတဲ့နှစ်ယောက်ကြီးက Trump က Elon ကိုသူ့ရဲ့ company တွေ government contract ပေါ်တော့အစူရနဲ့ contract လို့ထားတော့ကိုဖြေချဖို့ပေါ်တော့ပြန်ရုပ်သိမ်းဖို့ Trump ကချင်းချောက်လာတယ်ပေါ်တော့တော်တော်မကဘူးအစူရထောက်ပံ့ခြင်းဝင်ကိုပြန်ဖြစ်သိမ်းဖို့ Trump ကချင်းချောက်လာတယ်ပေါ့ဒါကအနေနဲ့တော့ပြည်သားမဟုတ်ဘူး News that wiped billions off the share price of his company, Tesla. Wow. Our North America editor, Sarah Smith, reports. This could be the internet's favorite breakup. And uh, I got jokes and memes around the globe, mm. pitting the world's richest man against arguably the world's most powerful. There were early signs that Musk might want to make up. <laughs> when Trump supporting billionaire Bill Ackman posted, I support Donald Trump and Elon Musk, and they should make peace for the benefit of our great. no, Donald Musk, the two billionaire guy, be be na mi ji na nga yi thamaru Elon ne, Trump jia ni cha ye lo tin de su ma, dong su la jia ni cha ye lo jia, na lu de gu ma lo Country, we are much stronger together than apart. Musk mm. replied, "You're not wrong." But is Donald Trump ready to forgive? Forget it. The public battle seems to have paused. Leaving the White House for the weekend, Donald Trump had no comment. But he is still complaining about Musk in private, saying it's his drug taking that's making him crazy. Well, the latest on the very public breakup between Elon. Earlier this morning, the president was on the phone to journalists, making clear he does not want to talk to Musk. Here's exactly what he said quote, I'm not even thinking about Elon. He's got a problem. The poor guy's got a problem. You call the president on his cell phone at 6:45, he picks up. Mr. Trump told me. ตูเนี่ยตูเนี่ยโฟม Trump ကဘောနော် form နဲ့စကားပြောမဲ့ interview လုပ်နေတယ်။အဲ့တုန်းက Trump ကဘယ်လိုပြောခဲ့လဲဆိုတော့ Elon နဲ့စကားပြောဖို့စိတ်ဝင်စားဖို့ပေါ့။ Elon ကြောင်းလည်းမတွေးချင်ဘူးဆိုတော့ပြောလာတယ်။ Elon ကတော့ Donald Trump နဲ့ပြန်တိတ်ချင်တယ်။ခုနဘီလီယံတယောက်ကမင်းတို့ယောက်ျားပြန်တိတ်တင်တယ်ဆိုတော့ပြောလာတယ်။ Elon ကခင်ဗျားပြောတာမမှားဘူးပေါ့နော်။ပြောလာတယ်။ဒါမဲ့အခုနဒီဘေးတယောက်ပေါ့ဒီဆရာကြီးက Trump နဲ့ phone call ပြီးမှ interview လုပ်တယ်။ <laughs> BC, he's not interested. You got some phone call, be Who he called? A man who has lost his mind. Both men do have much to lose. When Donald Trump threatened to cancel government contracts worth billions with Musk's companies, he said he would decommission the only American space capsule that can reach the International Space Station before backing off. It's the Bulls are having their final round of seeing who's going to be the boss. It's so- Daga, Elon Musk a pepe ne, Britta no mati debu sun daga. Elon Musk kura ya pepe ne, mama Elon Musk kura peka le wisho ne, o ni jare ma. Standard procedure for the last several thousand years among leaders of countries. And um, it will fizzle out. <laughs> Remember this? When Donald Trump turned the White House into a car showroom just to help out his mate. This is a different panel than I've had. Everything's computer. Tesla sales had slumped since Musk had joined forces with him. The president even bought one himself. How about the guy you know got gets out of Elon Trump jab yet not to be up Elon yet Tesla's stock market ကပြန်ကျလာတယ်ပူပူဆူးလာတယ် Elon ရဲ့ချမ်းသာကြွေဝမှုကတော်တော်လေးကိုကျဆင်းလာတယ်ပေါ့နော် but he is now thinking about selling that really would be a mean ဒါတော့မကသေးဘူးပေါ့တော့ Elon က Trump က Elon Musk ကနေဝေထားတဲ့ Tesla တွေကို Trump ကပြန်ရောင်းဖို့ရန်စဉ်းစားနေတယ်လို့ပြောကြတယ်ပေါ့ And the Tesla share price has already tanked thanks to this very public spat. The BBC's not. ။ဤလုံကတော့ဒုက္ခရောက်မိနေတူပါတယ်။အဲ့ဒါကြောင့်ပြောကြတယ်။သမရတယောက်ကပြောတယ်ပေါ့နော်ဒီ Imperial ရဲ့ Speaker George ကပြောနေတယ်ပေါ့နော်။ Trump ကဘီတူကမှစင်ခေါ်လို့ရတဲ့ပုံကူမျိုးမဟုတ်ဘူးပေါ့။ Main ကကမ္ဘာမှာချမ်းသာတဲ့ကျန်းချမ်းသာဆုံးပုံကူပဲဖြစ်ဖြစ် Donald Trump ကသွားပြီးမှအစင်မခေါ်ကြနဲ့တဲ့။ Donald Trump ဆိုတာကသူ့မှာစင်ခေါ်မှုအများကြီးရင်ဆိုင်ခဲ့ပြီးသားပေါ့။တရားဆွေးမှုတရားဆွေးမှုတော်မှာ case 300ကျော်နဲ့ ထရမ့်ကိုတရားတွေဆွေးဘာလို့လုပ်နေလဲဒီကောင်ကအလျှော့ပေးတဲ့ကောင်မျိုးမဟုတ်ဘူးပေါ့ထရမ့်ကအလျှော့ပေးပြီးမှအငင့်ခံတဲ့လူမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်သာဖြစ်မယ်ဆိုရင်ဒေါ်လန်ထရမ့်ကိုလုံးဝတော့ပြီးမှစင်ခေါ်မှာမဟုတ်ဘူးပေါ့ထရမ့်ကအီလွန်ကတော့ပြီးမှထရမ့်ကိုတွားစင်ခေါ်တာကအီလွန်ရအမားကြီးတစ်ခုလုပ်မိတယ်ဆိုပြီးမှစပီကာဂျော့ကတော့ပြောနေတယ်ဟောနော်အဲ့ဒီသူ့ရဲ့ဗီဒီယိုလေးကလည်းမရှိတော့လို့ခင်ဗျား CCN က CCN ကဘာပြောလို့ကြည့်ရအောင် They say that breaking up is hard to do It's been just over 24 hours since the President Trump Elon Musk friendship and alliance disintegrated into a ball of dust. And now the two men appear to be going through different stages of grief for President <laughs> Trump. The stage seems to be acceptance. Today he told CNN Stan Abash in a phone call, quote, I'm not even thinking about Elon. He's mm. got a problem. The poor guy's got a problem. I'm going to Unquote. <laughs> And indeed, so far at least, we have not seen another Trump remark or post on social media about Elon Musk. When Dana asked Trump, <coughs> pardon me, when Dana asked Trump about reports um, that he was going to have a phone call with Elon Musk, Trump said, quote, no, I won't be speaking to him for a while. I guess. So, UFC, yeah, CEO Dana got Trump go Elon, blue, less in Pila, Pia Biobla, so Pia, Trump ကဘာလို့ပြောပြောလဲဆိုတော့အာလောလောဆယ်တော့ Elon နဲ့စကားကပြောမှလည်းမဟုတ်ဘူးဖုန်းခေါ်လည်းပြောတာလည်းမဟုတ်ဘူးဆိုတော့ပြောနေတယ်ပေါ့ဒါပေမဲ့ Elon ကအဆင်ပြေအဆင်ပြေပါဆယ်လို့ပဲစုတောင်းပေးရတယ်ဆိုမှ Trump ကတော့ပြောနေတယ်ပေါ့နော်ကဲ che il Presidente ကတော့ဒီလောက်ပါပဲပြတ်သားတယ်ပေါ့တော့ But I wish him well unquote Dana said the president did not sound angry un sounded resigned mm. uh, and here's another breakup hallmark an official tells CNN that the president plans to get rid of that red Tesla that he purchased from Elon Musk in March. အဲ့ဒါကတော့ခုကကျွန်တော်ပြောပြတာကိစ္စပါ။ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့တော့ Trump ကတော့တိတ်ပြီးမှ Elon ပေါ်မှာစိတ်ဆူးတာမျိုးစိတ်ကောက်တာမျိုးတော့မဟုတ်ဘဲနဲ့တကယ်ပဲသူက Elon နဲ့နောက်ထပ်တစ်ခါပြန်ဆက်ဆံဖို့ဆိုတာကသူ့ရဲ့စိတ်ထဲမှာမပါတော့မပါတော့တာတော့တခြားတယ်ပေါ့။ဆိုတော့ Elon နဲ့ အာ Trump ရဲ့ break ups ပေါ့ဒါကနိုင်ငံရေးမဟုတ်ဘူးတချို့လူတွေကအာကနိုင်ငံရေးပါပေါ့သူတို့ကကစားကွက်လုပ်နေတာပါပေါ့ဒါက Elon ကသူ့ရဲ့ Tesla ကားတွေကိုအယောင်အားကောက်အောင်ပြန်လုပ်တာပါပေါ့အမျိုးမျိုးပြောနေကြတယ်ဒါပေမဲ့ခုနပရိသတ်တို့တွေ့တဲ့အတိုင်းပါပဲသူတို့ရဲ့ပြဿနာကဒါက drama လုပ်တာမဟုတ်ဘူးသူတို့ကဒီနိုင်ငံကြီးကစားကွက်လုပ်တာမဟုတ်ဘူးလုပ်ပြတာမဟုတ်ဘူးတကယ်ပြဿနာဖြစ်နေတာသူတို့ကလေဆိုတော့အဓိကသူတို့အချင်းချင်းပြဿနာက နော်ဒီ NASA ကိစ္စနဲ့ဖြစ်လာတဲ့ Big Beautiful Bill ကနဲ့ဖြစ်လာတဲ့ Elon ရဲ့ EV mandate ပေါ်တော့ EV mandate ကနဲ့ဖြစ်လာတဲ့ဆိုတော့ဒီကိစ္စတော်တော်များများကကွာဒီအာတမယူချပ်ပြတ်လာတော့မဟုတ်ဘူးတကယ်ကြီးမားတဲ့ပြတ်လာတော့ဖြစ်လာတယ်ဆိုတာကတေချာတာကတော့လုံးဝနိုင်ငံရေးကစားကွက်မဟုတ်ဘူးဆိုတော့တေချာတယ်ဆိုတော့သူတို့ပြန်တိမှုတော့မကမခေါင်းဆောင်တွေကငင်းချိုင်းရလို့ကြပါငှိနိုင်ကြပါအစပြုမှအကြရေးကအော်တိုလို့ပင်းနေကြတယ်ကွာ ဒါတော့မှ shop ကတော့ Elon နဲ့နောက်ထပ်တစ်ခါဒီလိုလိုစေပေါ့ကွာအလိုလိုစေကတော့အဲ့လိုမျိုး Trump နဲ့ Elon နဲ့ပြန်ပြီးလေဖို့ဆိုတာကမရှိသေးဘူးပေါ့တော့ပရိသတ်တော်အနေနဲ့ဘလူဘလူလို့မလဲဘလူဘလူသုံးသက်ချက်လို့ရှိလဲ comment မှာဝင်ရေးကြပါအောင်ပေါ့နော်ကျွန်တော်တို့ဒီတစ်ခါကတော့ဒီလောက်နဲ့ပဲရက်တက်ပြရစေကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုသဘောကျမိတယ်ဆိုတော့ subscribe လို့ page အပြအပြလို့ရပါတယ်။ subscribe လို့ပြီးတာပြတဲ့ပုံပါလဲကျေးဇူးတင်တယ်။ Thank you so much for watching, beautiful people. I love you guys. Take care. God bless. I will see you soon.